ကြောက်ကလေးကအဆင်မပြေတာဟမ်ညကလည်းငါ့ကိုအကောင်လိုက်ပြီးသရေချောက်တယ်ညာနေအဲတေချာကဒီကားမှာပါတဲ့လူအကောင်လုံးကကျွန်တော်ကအဲစီစဉ်သူထုတ်လုပ်သူအနေနဲ့လောက်ရတာပေါ့နော်လောက်ရတော့ကျွန်တော်ကျွန်တော်ယုံကြည်ရဲ့လူကျွန်တော်အနိုင်ချင်းလို့ရရဲ့လူတွေရွယ်ကုန်တွေးခေါ်တာအဲသူတို့တွေပဲအေးခေါ်တဲ့လူကိုတွေးလို့ရလားကောက်ချောပြီးတော့တတ်ပြစ်မယ် ဖူးဆုံးလို့နေရဟိုအခုမှမဟုတ်လေနော်ကျွန်တော်ကျွန်တော်စပြီးတော့ရိုက်ခဲ့ရပထမဖူးဆုံးစရိုက်ခွင့်ရတာဖူးဆုံးနေလေဆိုတော့ဒါတွေကအမှတ်တရတွေပေါ့နော်ကိုနဲ့အမှတ်တရဖြစ်တဲ့သူတွေသူတို့တော့ပြောပါမှာပေါ့ကျွန်တော်မပြောပါဘူးအလုံးလုံးနေရတာပြောပါတယ်ဒါပေမဲ့တောင်းဝန်ယူထားတဲ့အပိုင်းကအများကြီးပဲလေတောင်းဝန်ယူထားတဲ့အပိုင်းအများကြီးဆိုဟိုကျွန်တော်တို့အလုံးလုံးကတော့ပြောတယ်ဒါပေမဲ့ရိုက်ခွင့်မှာတော့အဲ့လိုပြောဖို့အချိန်ကိုမရှိပါဘူးသိမဒီကံရေးပေါ်လာဒီပြည့်ကြီးရေကြောင့်ဒီကောင်သူသားခံရရတာမနော်ကျွန်တော်တော်တကယ်ကြီးနေလေခုနလေးနေမှာဖုန်းဆက်တော့ပြောရဲဟဲ့အောင်နဲ့မင်းကားတဲ့ ဟောတေးကားလည်းမဟုတ်ဘူးပေါ့နော်ဟာတာကားပေါ့ကွာအမနော်ဟိုကျွန်တော်တို့ကျွန်တော်တို့ရိုက်ထားတာဟာတာကားမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့တကယ်တကယ်ကြောက်စရာကောင်းအောင်ရိုက်ထားတာဒါပေမဲ့အ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 ဲ့ဘာလို့ရီရီကြရလဲမသိဘူးအဲ့အဲ့ပုံစံဖြစ်ဖြစ်နေတာပေါ့အဲ့အဲ့လေးကြီးကြီးမှသိရမယ်ကွာ AIPA Creation မှာလူပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနှင့်အခြားသောစီစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ AIPA Creation မှာတော်ညာများထည့်သွင်းလိုပါကဖုန်းနံပါတ်39996569849ကိုကိုဆက်သွယ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ဒီကားလေးကကျွန်တော်2032ဝန်းကျင်လောက်ကအဲကျွန်တော်စိတ်ထဲမှာအဲ့လိုစဉ်းစားပြီးတော့မှဖုန်းထဲမှာချရေးထားတဲ့ဇာတ်လမ်းလေးပေါ့နော်။ဆိုတော့ဇာတ်လမ်း frame ကတော့ ဟိုရေးထားပြီးသားဖြစ်နေတယ်ပေါ့နော်အဲ့ဒီပုံစံလေးမှာမှဒီလိုမျိုးဒီဘက်အချိန်ကိုရောက်လာတဲ့အခါမှာအဲကျွန်တော်ပြန်ပြီးတော့ဖန်တီးဖို့အတွက်ကြိုးစားရင်းထဲမှာအခုအကောင်အောင်ထည့်ဖို့ဖြစ်သွားတဲ့ဇာတ်လမ်းလို့ပြောလို့ရပါတယ်ဆိုဒီကားလေးရေမြေပြားခံရတော့ကျွန်တော်နဲ့ကိုတင်မောင်ဆမ်းမင်းဝင်းနဲ့ခီးရေအများကြီးတွားတဲ့အချိန်မှာအဲစဉ်းစားမိတာဗောနော်ကျွန်တော်ဘက်ကစဉ်းစားမိပြီးတော့မှအဲကိုဆမ်းမင်းဝင်းတော်အဲ့တော့ပြောပြစ်ပါတယ်အဲပြောပြစ်ပြီးတော့မှဒီဒီဘက်အချိန်နေရောက်မှဒါလေးကိုဖန်တီးပြစ်ခဲ့တာဗောဟုတ်ပါမှာဘယ်ရမှန်းမသိတဲ့ဇက်ဖွဲ့တစ်ဖွဲ့ ဇက်လာကခဲ့ကြတယ်ဇလန်းကတချို့ဟာလေးတွေကအဲ့လိုမျိုးကျွန်တော်တို့ဟိုဟိုပြကျင်တဲ့အပိုင်းတွေရှိရပေါ့နော်ပြကျင်တဲ့အပိုင်းတွေမှာဒရိုက်တာအောင်ချမ်းလူရောဒီဇလန်းကြီးရကျွန်တော်အနေနဲ့ရောအဲ့လိုတချို့ဟာလေးတွေကတော့ညှိနေနိုင်လုပ်ပေးလိုက်ရတဲ့ဟာတွေလည်းရှိရဆိုတော့အဲဒီဥစ္စာထက်နောက်နောက်ထပ်လာမယ့်နေမွန်ရွာပူပြီးရင်ခုန်နေရာကောင်းမယ်လို့တော့ပြောလို့ပါဟုတ်ကျောက်ရဲလို့ပြောနေတာမဟုတ်ဘူးကြောက်တော့မမြင်စင်တာမမြင်အောင်ကျောက်ကတားနေတာ အမ်ကျွန်တော်အဲ့ဒီ2017 2023ပတ်ချလေတော့ကကျွန်တော်အဲ့လိုကိုဘိုးချစ်အဖွဲ့နဲ့လေဘောလုံးသွားခံတာတွေပါရအမြဲလို့ဖြစ်တယ်နောက်ပြီးကြတော့မှတခြားဇက်သမင်တွေကခေါ်ပြီးတော့မှတခြင်းဆိုတဲ့ခါတွေမှာလည်းဒီလိုဇက်ဇက်တွေနဲ့ကျွန်တော်လိုက်ဆိုဖြစ်တယ်ဆိုတော့အဲမျက်စိထဲမှာမြင်တဲ့အရာလေးတွေရှိပါတယ်ဆိုတော့မြင်တဲ့အရာလေးတွေပုံမှာပဲမူတည်ပြီးတော့စဉ်းစားပြစ်ခဲ့တာပေါ့နော်နောက်အဲ့တော့ကျွန်တော်နဲ့ခင်လေးຫນွယ်နဲ့တခါတော့ကကြီးပြားအိမ်ဘက်မှာဗျအဲတခြင်းသွားဆိုဘူးတယ် အဲ့တော့ကလည်းတော်တော်ထူးဆန်းတာကြီးကြုံရတယ်ကျွန်တော်တော်တော်ထူးဆန်းတယ်အဲကလင်းတွေလည်းသိတယ်ကျွန်တော်တော်တော်ထူးဆန်းတာလေးကြုံရတယ်ကျွန်တော်လည်းအတူလိုက်တဲ့ chapter ဖွဲ့ရကြော်စင်တို့ပါကိုလည်းသိတယ်တော်တော်ထူးဆန်းတာကြီးကြုံရတယ်ဆိုတော့တချို့ဟာကြီးကြောက်လည်းကျွန်တော်တို့ကအဲမယုံမယုံလို့မရတဲ့ဟာလေးပေါ့နော်ရှိရပေါ့နော်ဒါပေမဲ့ဒီသက်ဖန်တီးထားတဲ့အပေါ်မှာကတော့အဲအဲ့လိုမျိုး horror thing တဲ့မှာမှာတခြားပုံစံကွဲထွက်အောင်ပေါ့နော်ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားထားကြပါဒီဇလန်ကကျွန်တော်တို့ဟိုရိုက်ရှင်တဲ့ပုံစံတိုင်း open အဲအဲ့လိုမျိုးရိုက်ထားတာမဟုတ်ဘူးဗျဆိုတော့ အဲ့လိုမျိုးထပ်ပြီးတော့နောက်ခုဖန်တီးရခါကျရင်တော့အဲ့လိုမျိုးဖြစ်နိုင်အောင်ကြိုးစားမယ်ပြ။အဲတေချာကဒီကားမှာပါတဲ့လူအကုန်လုံးကကျွန်တော်ကအဲစီစဉ်သူထုတ်လုပ်သူအနေနဲ့လောက်ရတာပေါ့နော်လောက်ရတော့ကျွန်တော်ကျွန်တော်ယုံကြည်ရဲ့လူကျွန်တော်အနိုင်ကျင့်လို့ရတဲ့လူတွေကြီးပဲအကုန်တွေးခေါ်တာအဲသူတို့တွေပဲအဓိကကျွန်တော်အခန်းကဏ္ဍကတော့ကျွန်တော်တေယုဆောင်နဲ့ထုတ်လုပ်သူအနေနဲ့ကျွန်တော်ပါဝင်ရတာပေါ့နော်ဆိုတော့ကျွန်တော်ဇလန်းကိုရိုက်ကြတယ်ပေါ့ ရကြတဲ့အချိန်မှာ driver ရဲ့လမ်းညွှန်မှုအောက်ကပဲအားလုံးသွားတာပါဆိုတော့ driver ခြေနဲ့တဲ့ driver ဆုံးဖြတ်တဲ့အတိုင်းပဲကျွန်တော်တို့အားလုံးကအလုပ်အလုပ်တွေလုပ်ခဲ့ကြရတယ်ဆိုတော့ပေါင်ချက်လူခြေနဲ့တဲ့ပုံမူတည်ပါတယ်ဗျအဲဒါကကားကြီးဆိုရင်တော့ဒါဒုတိယမြောက်လို့ပြောလို့ရတယ်အဲတခြားဗီဒီယိုခင်မှာတော့ကျွန်တော်ကျွန်တော်ဇလန်နေရိုက်ခဲ့တာ၄၅၆ခုရှိတယ်ဗျာအခုသွားရင်ဦးလို့နေပေါ့နော်ရိုက်ခဲ့တာ၄ရှိတယ် ဆိုတော့ကိုယ်စားလှမ်းတွေကိုတို့ပုံဖော်တဲ့အခါမှာကိုယ်စဉ်းစားထားတဲ့အတိုင်းအနည်းဆက်ဆုံးဖြစ်နေဖို့အတွက်ပဲရည်စူးပါတယ်ကိုကပါဇက်ကပြောလိုက်ပေမဲ့တကယ်ရိုက်ပြဖို့ခက်ခဲတဲ့အပြရာရှိရအောင်ဆိုတော့အဲ့ဒါတွေကိုနည်း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 နဲ့ရိုက်နိုင်ဖို့အတွက်ပဲရည်စူးပါတယ်ဒီကားလေးကအမ်ကျွန်တော်လူချင်းတဲ့ရတာဟိုကျွန်တော်တရားမဟုတ်ရင်တော့မှကျွန်တော်68 65ရာခိုင်နှုန်းတော့ဒီပြေဝါရရလို့ကျွန်တော်ယူတော့ခန်းစားမိပါတယ်။အမှန်တော့ကျွန်တော်တရားတငယ်ချင်းနေလေခုနလေးနေမှာဖုန်းဆက်တော့ပြောရဲဟဲ့အောင်နဲ့မင်းကားတဲ့ဟိုတရားကားလည်းမဟုတ်ဘူးပေါ့နော်ဟာတာကားပေါ့။အမှန်တော့ဟိုကျွန်တော်တော့ ျွန်တော်တို့ရိုက်ထားတာဟာတာကမဟုတ်ဘူးဟိုအဲ့လိုဘယ်လိုရှင်းပြအောင်လဲမသိဘူးတော့ဟိုជីជីလိုက်ရင်သိမယ်ဗျာကျွန်တော်တို့ကဟိုလိုမျိုးဟိုအာဘယ်ကောမလဲဟောမီကောမဒီပုံစံကျွန်တော်ရိုက်ထားတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့တကယ်တကယ်ကြောက်စရာကောင်းအောင်ရိုက်ထားတာဒါပေမဲ့အ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 ဲ့ဘာလို့ရီရီကြရလဲမသိဘူးအဲ့အဲ့ပုံစံဖြစ်ဖြစ်နေတာပေါ့အဲ့အဲ့လေးကြီးကြီးမှသိရမယ်ဗျာ မင်းရလာတဲ့ဇောက်ခွေရဲ့ပစ္စည်းတွေကိုဒီကောင်အိမ်ကိုယူလာလို့ခိုက်တာအဲ့ဒါတော့လာကြည့်ရဲ့ပြိသက်ပေါ်ပဲမူတည်မယ်ဗျပြိသက်ကခံစားချက်ပေါ်ပဲမူတည်မယ်ဗျကျွန်တော်တို့ကတော့ဟိုအဲဖြစ်ပေါ်လာတဲ့ဟာတွေမှာ ပေါ့နော်ဒီလူစိတ်တွေကအဲကိုလွှမ်းမိုးမဟုတ်တဲ့ဟာတွေလွှမ်းမိုးသွားတဲ့အခါမှာဖြစ်လာတဲ့ဇယိုက်တွေကိုဖော်ပြထားတာဗျဟုတ်အဲပြောရမယ်ဆိုရင်ကျွန်တော်ဒီဘက်ခေဒီဘက်နောက်ပိုင်းပေါ့နော်အလုပ်လေးပြန်လုပ်ဖြစ်တယ်ကိုဗစ်နောက်ပိုင်းအလုပ်ပြန်လုပ်ဖြစ်တဲ့အချိန်မှာဒီကားကကျွန်တော် producer အနေနဲ့ဆိုရင်ဒါဒုတိယကာ ပထမကားကခုနလပိုင်းကြာရင်ကျွန်တော်ဟိပလီမှာပြမယ်အဲ့ဒါကပျောက်ဆုံးကြီးနောက်ကိုဆိုဇလန်တွဲအပိုင်း7ပိုင်းဇလန်တွဲအဲအဲ့ဒီကားကပို့ပြီးတော့ပြဲတယ်ပြဲတယ်ဆိုတာဘာလို့ပြောပို့အရန်ပင်ပန်းတယ်ဒီကားဒီကားပင်ပန်းတာလည်းနှစ်ဆပင်ပန်းတယ်အဲဒီကားကတော့အဲ့ဒီကရတဲ့အတွေ့အကြုံတွေနဲ့လို့တာဆိုတော့အဲ့ဒီလောက်မပင်ပန်းတော့ဘူးနောက်ပြီးတော့ကိုတကယ်ကိုယုံကြည်တဲ့သူတွေအဲကိုကဆိုးလို့ရတဲ့သူတွေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်အကုန်လုံးကအတော်လိုလိုက်ပြီးတော့လုပ်ပေးကြတာဆိုတော့အဲကျွန်တော်ပင်ပန်းတာအများကြီးတက်တာပါတယ်နောက်ပြီးကြတော့ဒီ ကျွန်တော်ယုံကြည်ပေးတဲ့ဒီ producer တွေလည်းကျေးဇူးတင်ပါတယ်။ဒါယုံကြည်နဲ့ရိုက်ပေးတဲ့ actor တွေရောဒါရိုက်တာကိုယ်အချမ်းရောအကုန်လုံးကျေးဇူးတင်ပါတယ်။အခုဆုံးလို့နဲ့ကဟိုအခုမှမဟုတ်လေနော်။ကျွန်တော်ကျွန်တော်စပြီးတော့ရိုက်ခဲ့ရပထမဦးဆုံးစရိုက်ခွင့်ရတာအခုဆုံးနဲ့လေ။ဆိုတော့ဒါတွေကအမှတ်တရတွေပေါ့နော်။ကိုယ်နဲ့အမှတ်တရဖြစ်တဲ့သူတွေအာကိုဖြိုးဆိုတာလည်းကျွန်တော်တို့မရိုက်ခင်တည်းကတကယ်မင်းသားကြီးတန်းမှာသူကလည်းသူမင်းသားငယ်တန်းမှာသူရိုက်ပြီးတော့မင်းသားကြီးဖြစ်နေတဲ့အချိန်မှာအခုလို့မှပြန်ဆောင်ခွင့်ရတယ်။ကိုကျန်းဆိုလည်းကို့အကိုအရင်လိုပဲကျွန်တော်စိုးစိုးမြခံနေဆိုတော့ဒီလူဒီလူတွေနဲ့လှုပ်လှုပ်ခွင့်ရတာကျွန်တော်တို့ကတော့ ကောင်းချင်းတွေပါပဲဆိုတော့ဒီကားလေးကကျွန်တော်ဖြစ်ရှင်တဲ့ပုံစံတိုင်းဟိုကောင်းချမ်းလို့ကလည်းအဲသူ့ရဲ့သူ့အမြင်နဲ့ပေါ့နော်အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့အဲလှုပ်ထားပေးရပါတော့ကျွန်တော်ခဏနေကြရင်တော့သူကြည့်ရအောင်ပါပေါ့ သူတို့တော့ပြောမှာပေါ့ကျွန်တော်မပြောပါဘူးမပြောမဟုတ်မပြောဘယ်လိုကောင်းမလဲအလုံးလုံးနေရတာပြောပါတယ်ဒါပေမဲ့တာဝန်ယူထားတဲ့အပိုင်းကအများကြီးပဲလေတာဝန်ယူထားတဲ့အပိုင်းအများကြီးဆိုတော့အာဒီကျွန်တော်တို့မန်နေဂျာကြီးဦးသက်ထွေးဟောနောက်ဒီ AD ဖြစ်တာဝန်ယူတဲ့ဒီရာဇာတက်နိုင်တို့ဟောကကျွန်တော်တို့ကခေါင်းကိုအဲ့လိုခဲပြီးတော့မှဟောတရက်တရက်အလုပ်ကိုပြီးမြောက်အောင်လုပ်ရတာဆိုတော့ဟောကျွန်တော်တို့အလုပ်လုပ်ရတော့ပြောတယ်ဒါပေမဲ့ရိုက်ခွင်းမှာတော့အဲ့လိုပြောဖို့အချိန်ကိုမရှိပါဘူးအဓိကတော့ဒရိုက်တာပေါ့နော်ဒရိုက်တာကကျွန်တော်တို့ပရီမာတွေကသူလိုချင်တဲ့ပုံစံတွေသူလိုချင်တဲ့ item တွေ အဲအကုန်လုံးကိုပေါ့နော်အတေချာလေးကိုအဲတေချာလေးကိုသူလိုအပ်တဲ့ဟာတွေကိုအတားတွေပြောပြထားတဲ့အတားတွေအနေနဲ့ကလည်းအဲသူတို့ပြင်ဆင်လာတဲ့အတိုင်းကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့တေးဥဆောင်ကြတာပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ကတော့တေးဥဆောင်တဲ့အချိန်မှာတော့တေးဥဆောင်စိတ်ပဲရှိပါတယ်ကျန်တဲ့ကျန်တဲ့အချိန်ကတော့ဒါ producer တယောက် အနေနဲ့လုပ်ဆရာရှိရတဲ့အကုန်လိုက်လို့တော့ပေါ့ producer ဆိုတာကလေကျွန်တော် person site လုပ်ထားတဲ့ producer မဟုတ်ပါဘူးဒီလောက်တစ်ခုလုံးကိုထုတ်လုပ်သူအနေနဲ့တောင်းယူထားတဲ့အခန်းကဏ္ဍတွေပါဟုတ်ကာအစအနေအဆုံးအထိပေါ့ဟုတ်မှန်တော့ဒီကားကပွင့်လင်းပြောရရင် ဒီကားကကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့တကယ်တကယ်ရဲဘော်ရဲဘက်တွေတော်တော်များများပါတဲ့ကားပေါ့နော်ကျွန်တော်စီစဉ်သူအနေနဲ့ဆိုရင်အဲကျွန်တော်အကြောင်းလည်းသိရကျွန်တော်လည်းချစ်ကြတယ်ပေါ့နော်ဆိုတော့အဲပထမစီစဉ်ထားတဲ့အဲကြောက်ဆုံးကြီးနောက်ွယ်ဆွဲဇလန်းတွေကကျွန်တော်တို့ challenge ဘာလို့လဲဆိုတော့အဲ့ဒီကားကအဲတကယ်တော်တော်ကိုဘတ်ပေါင်းစုံကနေညီပေါင်းစုံနဲ့စူးစမ်းထားပြီးတော့မှကြိုက်ထားတဲ့ဟာဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့ပို့ပြီးတော့ ခြေလန်းသက်လို့ပြောလို့ရတယ်ခင်ဗျာဒါတော့ခုလူတွေနဲ့လှုပ်တာဆိုတော့အဲတချို့ကိစ္စလေးတွေမှာကိုယ်အများကြီးဝင်ကူပေးသွားရတဲ့အများကြီးအသက်ရှူချောင်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီနေမွေရာဆက်ကားလေးကအမ်အာသာကားအနေနဲ့ဆိုလကောင်းကြောက်စရာကားအနေနဲ့ဆိုလကောင်းလာကြည့်ရလူပေါ်ပါမူတည်ပါတယ်ဆိုတော့လာရောက်ကြည့်ရှုအားပေးဖို့အတွက်လေးစားစွာဖိတ်ကြားပါတယ်ခင်ဗျာအများကြီးလှုပ်တယ်အမားရဲ့နေတိတဲ့နေအောင်ကြိုးစားတော့ပါအောင်မယ် PX Vision မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ Follow လုပ်တာပြီးစိတ်ပတ်သေးထားပေးပါဦးနော်။